လူလောကမှာအကန့်အသတ်တွေရှိတယ်။ကျွန်တော်တို့အကန့်အသတ်တွေအကြောင်းပြောမယ်ဆိုလို့ရှိရင်နေတိုင်းကြုံနေရတာပဲ။မတတ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေနော်။မရှိဘူးဆိုတဲ့အရာတွေမလုံနိုင်ဘူးဆိုတဲ့အရာတွေအများကြီးကြုံရတယ်။အဆက်မပြတ်လဲကြုံနေရမှာပါ။ဘာဖြစ်လို့လဲလူဟာအကန့်အသတ်ရှိတဲ့သူဖြစ်တယ်။ လူမှာအကန့်အသတ်ရှိတယ်အခြေအနေအကန့်အသတ်ရှိတယ်ကိုယ့်ရဲ့အစွမ်းအကန့်အသတ်ရှိတယ်အချိန်အကန့်အသတ်ရှိတယ်ငွေအကန့်အသတ်ရှိတယ်ဒါပေမဲ့အကန့်အသတ်မရှိတဲ့ဖျားကိုရထားတဲ့အသက်တာကဒီနှစ်ခုကြားထဲမှာအသက်ရှင်နေရတာ အကန့်အသတ်မရှိတဲ့ဖခင်ကကိုယ်အထဲမှာကျင်းဝင်နေတာဖြစ်တယ်။အချိန် အကန့်အသတ်မရှိဘူး။မေတ္တာအကန့်အသတ်မရှိဘူး။ခွန်လွတ်ခြင်းအကန့်အသတ်မရှိဘူး။ကျေးဇူးတော်အကန့်အသတ်မရှိဘူး။ထောက်ပံ့ခြင်းနဲ့အကန့်အသတ်မရှိဘူး။အနာငြိမ်းခြင်းနဲ့အကန့်အသတ်မရှိဘူး။အဲ့အကန့်အသတ်မဲ့တဲ့ဖခင်ကိုယ်အထဲမှာကျင်းဝင်နေတာဖြစ်တယ်။လူမတက်နိုင်မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုဖြစ်စေတဲ့ဖခင်ကိုယ်အထဲမှာကျင်းဝင်နေတယ်။အဲ့ဒီတော့ကိုယ်အထဲမှာတဘာဝလွန်ဖခင်ကျင်းဝင်နေတာဖြစ်တယ်။ကိုယ်အပြင်ကအရာကတော့တဘာဝအတိုင်းပါပဲ။ ပို့ပြီးအရရှိမသွားဘူးပို့ပြီးတော့မှအစွမ်းနေထက်မသွားဘူးတဘာဝအရာတွေကိုယ့်အထဲမှာရှိနေတယ်ကိုယ့်အပြင်မှာရှိနေတယ်ဒါပေမဲ့ကိုယ့်အထဲမှာတဘာဝကမမြင်နိုင်နဲ့မတွေ့နိုင်နဲ့မဖြစ်နိုင်နဲ့အကန့်အသတ်မဲ့တဲ့အရှင်ကိုယ့်အထဲမှာချိန်ဝတ်နေတယ်ယုံကြည်သူရဲ့အသက်တာဟာအဲ့ဒီတဘာဝလွန်တဲ့တဘာဝဖြစ်တဲ့အရာဒီနှစ်ခုအတပြိုင်နက်တဲ့အသက်ရှင်နေတဲ့အသက်တာဖြစ်တယ်ကိုယ်ဘဲအရာကိုအားကိုးပြီးအသက်ရှင်မလဲ တဘာဝလွန်အရာအားလုံးကိုတတ်နိုင်တဲ့ဖရားကိုအာကိုပြီးအသက်ရှင်မယ်ဆိုလို့ရှင်နမိတ်လက္ခဏာဟာနေစဉ်ကိုအသက်တာမှာဖြစ်နေတဲ့အရာဖြစ်မှာဖြစ်တယ်။အကြာကြီးမှတစ်ခေါက်မျောရတာမဟုတ်တော့အကြာကြီးမှတစ်ခေါက်ဖြစ်လာမယ့်အရာမဟုတ်ဘူး။နေစဉ်နမိတ်လက္ခဏာကိုမြင်တွေ့ရမှာဖြစ်တယ်။ကိုကိုကိုပြောလိုက်ပါဟုတ်ငါဟာအံ့ဩပွေအမှုတွေနဲ့နေတိုင်းနေတိုင်းပြည့်နေသူဖြစ်တယ်လို့ဟာလေလုယာကိုရဲ့ညံစဉ်းစားလိုက်တာမဖြစ်နိုင်ဘူး။ ကိုယ့်ရဲ့ပညာနဲ့စဉ်းစားလိုက်တာမဖြစ်နိုင်ဘူးတခုခုကြုံလာလို့ရှင်အခုအချိန်မှာ Google အရန်သွားကြတယ်နော်ရှာလိုက်တာမဖြစ်နိုင်ဘူးဒါပေမဲ့ဖခါကပြောရင်ဖြစ်နိုင်တာဖြစ်တယ်ဒီဒီကျမ်းပိုက်ကလေးကိုအာခရစ်ဝင်ကျမ်းထဲမှာအချိန်ချင်းပြောထားတယ်ကျမကတော့ရှင်မာကုထဲကကြည်ကျင်တယ်ကျမနောက်ကလိုက်ဆိုရအောင်ယေရှုကလည်းသူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်တော့လေဖခါသခင်မတတ်နိုင်ဒီမဟုတ် ဖရာသခင်သည်ခတ်သိန်းတော်အမှုတို့ကိုတတ်နိုင်တော်မူသည် ဟုမိန်တော်မူ၏မာကု10:29မှာယေရှုပြောခဲ့တဲ့စကားဖြစ်တယ်။ဘယ်အချိန်မှာပြောခဲ့သလဲဆိုတာကိုကျွန်မနည်းနည်းစဉ်းစားခြင်းနဲ့မာကု10:29မှာမဿဲ19:26မှာလည်းဒီအကြောင်းအရာပါတယ်။ရှင်လုကာ18:18ကနေ30မှာလည်းဒီအကြောင်းအရာပါတယ်။ ျမတော့မာကုမှာပါတဲ့အကြောင်းအရာလေးကိုပဲပြောချင်တယ်အကြောင်းအရာကအတူတူပဲဖြစ်တယ်မာကု30 18ကနေ19မှာအင်မတန်မှတထေးကြီးတယောက်နော်တထေးကြီးအယံကိုထေးတယ်တဲ့ကျမ်းစာကဒီလိုပြောတယ်ငွေရတတ်တဲ့သူပိုင်ဆိုင်မှုတွေအများကြီးရှိတယ်တထေးတယောက်ကယေရှုကိုတွေ့တဲ့အခါမှာလမ်းတွားနေတာနော်ယေရှုကတနေရာကိုတွားနေတာယေရှုကိုတွေ့တဲ့အခါမှာချစ်ချင်းယေရှုကိုကောင်းမြတ်တဲ့ဆရာတဲ့ဟာ ဒီတယောက်ကနော်ယေရှုကိုတကယ်ကြည်ညိုတာပဲထင်စရာရှိတယ်မဟုတ်ဘူးလားယေရှုကိုတကယ်ကိုလေးလေးဆဆဆက်ဆန်နဲ့ကောင်းမြတ်တဲ့ဆရာတဲ့လာပြီးတော့မှနှုတ်ဆက်တယ်ပြီးလို့ရှိရင်ထာဝရအသက်ကျွန်တော်ရချင်တယ်တဲ့ကျွန်တော်ဘာလုပ်ရမလဲအဲယေရှုကိုလာပြောတာအဲ့တော့ယေရှုကပထမဦးဆုံးသူ့ဘာပြောလဲငါ့ကိုဘာလို့ကောင်းမြတ်တယ်လို့ခေါ်လဲဖခင်တပါးတည်းပဲကောင်းမြတ်တယ်ဘာဖြစ်လို့ယေရှုကအဲ့စကားပြောတာလဲယေရှုကောင်းတယ်ဟုတ်လားယေရှုကောင်းမြတ်တယ် ဟုတ်တယ်အချိန်ကတိုင်းမှာယေရှုကကောင်းမြတ်တယ်ဒါပေမဲ့ယေရှုကငါ့ကိုဘာလို့ကောင်းမြတ်တယ်လို့ပြောတာလဲဖျားတပါးတည်းပဲကောင်းမြတ်တယ်အတိတ်ဘယ်က သူကယေရှုကိုဖျားအနေနဲ့မြင်မြင်လို့ပြောတာမဟုတ်ယေရှုကိုကောင်းမြတ်တဲ့ဆရာတယောက်အနေနဲ့မြင်ထားတာယေရှုကိုကောင်းမြတ်တဲ့ပုဂ္ဂိုလ်တော်မြတ်တယောက်အနေနဲ့မြင်ထားတာနောက်တနည်းပြောရရင်ကောင်းမြတ်တဲ့လူတယောက်အနေနဲ့မြင်ထားတာအဲ့တော့ယေရှုကိုကောင်းမြတ်တယ်လို့ခေါ်တာဖျားကောင်းမြတ်တယ်လို့ပြောနေတာမဟုတ်ဘူးယေရှုကိုဖျားအနေနဲ့မြင်တာမဟုတ်ဘူးအဲ့တော့ယေရှုကပြန်ပြင်ပေးတယ်ဖျားတပါးလေးပဲကောင်းမြတ်တယ်တခါတလေကိုယ်အသက်တာမှာလူတွေကိုချီးမွမ်းတာများတတ်တယ် ယေရှုက သူ့ရဲ့ဖျားဂုံပုတ်ကကောင်းမြတ်တဲ့ဖျားဖြစ်တယ်အဲ့ဒါကြောင့်ယေရှုကသူ့ကိုပြင်ပေးတယ်ငါ့ကိုကောင်းမြတ်တယ်လို့မပြောနဲ့ပြဆိုလိုတာငါ့ကိုလူအနေနဲ့လူသားကောင်းမြတ်တဲ့ဆရာကောင်းမြတ်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့မြင်တာထက်ပိုသင့်တယ်ယေရှုကဖရားဖြစ်တယ်။ကောင်းမြတ်တော်ဖရားဖြစ်တယ်။ဟာလေလုယာ။အဲ့တော့ तू ကလေထာဝရတက်လိုချင်တာ။အဲ့လိုများကိုယ်ကိုလာမေးမယ်ဆိုရင်ကိုတော့အရန်ကို 看嘞，对我对钱信不来嘛？喏 <music>，对钱表表不来嘛？但看嘞表嘞多啊，表表来嘛？耶稣啊，对耶生的老母对嘞，路个一边慢走嘞，怕伢个生的老母急嘞，怕伢。哎呦，别人坐嘞表嘞，别人进了公园都要么要包，别人进了超市再么要包，但么耶稣啊，坐那老难车嘛，怕死的难受啦，对嘞，对，都我表嘞，都我表嘞，我嘞一进老。 အကျင့်တအားကောင်းတာကျွန်တော်ပြည့်ညက်တအားတအားတအားကျင့်တာအခုခေတ်အနေနဲ့ပြောမယ်ဆိုကျွန်တော်ဖျားချောင်းတအားမှန်တာကျွန်တော်ကျန်းစာလည်းဖတ်တာကျွန်တော်အလူငွေလည်းပေးတာဟာကျွန်တော်အသက်တာကအရန်ကောင်းတယ်ကွာဘာမှဘာမှပြောစရာမရှိဘူးကွာယေရှုကဗာပြောလေတခုလိုသေးတယ်ဘေးကလူကလူလူကိုပြောပါဦးနင်တခုလိုသေးတယ်ဒီနေ့ ယေရှုကသင်ကောင်းတာလုပ်သလားသင်ကောင်းတဲ့စိတ်ထားရှိသလားသင်အာဘယ်လိုအကျင့်အတည်ရှိသလဲဆိုတာထက်အဲ့ဒါဒီအားလုံးထက်အဲ့ဒါလေးလေးလိုလိုပါတယ်ယေရှုကိုယုံကြည်ပြီးတဲ့နောက်မှာယုံကြည်ခြင်းအကျင့်တွေကိုအကျင့်နဲ့အသက်ရှင်ဖို့ဒါလည်းအရေးကြီးတယ်လို့ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးတစ်ခုပဲလိုတယ်ဘေးကလူပြောလိုက်တစ်ခုပဲလိုတာကျမတဲ့အဲ့ဒီကျမ်းပတ်ကလေးကိုဖတ်ချင်တယ်အငယ်20 ကျွန်မရှင်လုကာထဲကဖတ်လိုက်မယ်နော်ရှင်လုကာခန်းကြီး28အငယ်27ခကွေးနဲ့20နှစ်မှာတင်သည်တခုလိုသေး၏တင်သည်တခုလိုသေး၏ကိုဥ္စာရှိသမျှကို ရောင်း၍ဆင်းရဲသော သူတို့အားပေးဝေလောထို့ထို့တို့ပြုလင်ကောင်းကင်ဘုံ၌ဗန္နာကိုရလိမ့်မည်တို့ပြီးမှလာ၍ငါနောက်တို့လိုက်လောဟုမိန်တော်မူ၏ သင်သည်တခုလိုသေး၏။ तू तू မိဘလည်းယုတ်သေး။ तू ပညာတော်လည်းစောင့်နေ။ဆိုလိုတာက तू အကုန်လုပ်တယ်။ဒါပေမဲ့ तू မှာတခုလိုသေးတယ်။အဲ့တခုကပါလေ။ဟာပစ္စည်းတွေရောင်းပြီးတော့မှ तू ကဥစ္စာအများကြီးကိုရတ်တက်တဲ့ तू ဖြစ်တယ်။ तू ရဲ့မိခိုအားကိုးရာပစ္စည်းဥစ္စာဖြစ်တယ်။ငွေကြေးဖြစ်တယ်။ तू ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်။အဲ့တော့ तू ရဲ့ဖရားကဘသူလဲ။ယေရှုမဟုတ်ဘူး။ तू ရဲ့ဖရားကငွေကြေးဖြစ်နေတယ်။သူရဲ့ဖခင်ကဥစ္စာဖြစ်နေတယ်။သူရဲ့ဖခင်ကဗန္တာဖြစ်နေတယ်။ဒီနေ့မေကူမေးခြင်းတယ် တင်မာဒီတခုမလိုပါစေနဲ့အဲ့တော့ယေရှုကနင့်အကုန်ကောင်းတယ်အကျင့်လည်းကောင်းတယ်မာကုထဲမှာဗာပြောလဲဆိုယေရှုကသူ့ကိုချစ်တယ်တဲ့အငယ်အငယ်27မှာမာကု30 27မှာယေရှုသည်ထိုသူကိုကြည့်ရှုလျက်ချစ်သောစိတ်ရှိ၍ဟာလေလုယာအခုနလုကာထက်ရဖတ်သွားတယ်မာကု30 27ကြတော့ယေရှုသည်ထိုသူကိုကြည့်ရှုလျက်ရှိချစ်သောစိတ်ရှိ၍သင်သည်တခုလိုသည်ယေရှုကသူ့စီကိုဟန်ဆောင်တဲ့စိတ်နဲ့လာတယ် သူ့ကိုဖျားမန်တိမပီလာတာမဟုတ်ဘူးဟန်ဆောင်တဲ့စိတ်နဲ့လာပေမဲ့ယေရှုချစ်တာဖြစ်တယ်ဘယ်လိုပုံစံမျိုးနဲ့ပဲယေရှုစီလာလာယေရှုက လူတိုင်းကိုချစ်တယ်ဖျားဖြစ်တယ်ဘေးကသူ့ကိုပြောလိုက်ယေရှုတင်ကိုချစ်တယ်လို့ယေရှုကအခြေအနေမှန်ကိုသိပါတယ်ဒီတယောက်ကငါ့ကိုရှာတာမဟုတ်ဘူးเนาะလူတွေရှေ့မှာမျက်နှာလိုချင်လို့ရှာတာလူတွေရှေ့မှာလှုပ်ပြတာဒါပေမဲ့ယေရှုချစ်တာဖြစ်တယ် ်ဟန်ဆောင်ပြီးလာလာဘယ်လိုပုံစံနဲ့လာလာယေရှုကမေတ္တာရှင်ဖြစ်တယ်ဒါကြောင့်ယေရှုကချစ်တယ်တဲ့ပြီးတော့ဆက်ပြောလိုက်တယ်ဒါပေမဲ့နေ့မှတခုလိုသေးတယ် तू ကပြောတယ် तू ကပညာတွေလည်းကုန်ကျင်းတယ်အကုန်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပြဿနာကဖျားကိုနံပါတ်1နေရာမှာမထားဘဲနဲ့ပစ္စည်းဥစ္စာကိုနံပါတ်1နေရာမှာထားတာဒီနေ့မိကိုမေးကျင်တယ်သင်အဲ့ဒီတခုမလိုပါစေနဲ့အဲ့ဒီလိုနေတဲ့တခုကဖျားကိုနံပါတ်1နေရာမှာမထားမိတာ မဖြစ်ပါစေနဲ့ ဘေးကလူကိုပြောလိုက်ပါအရာရာမှာဖះနံပါတ်1ဖြစ်ပါစေတချို့တွေကငွေကြတော့နံပါတ်1မဟုတ်ဒါပေမဲ့ကိုယ့်ရဲ့အာအာယာထူးကနံပါတ်1နေရာမှာဖြစ်မယ်ကိုယ်နေရာရခြင်းတဲ့အရာဖြစ်မယ်ဒါမှမဟုတ်ကိုယ့်ခင်မကိုယ့်ဇနီးမဆာ၍ကိုယ့်သားသမီးမဆာ၍ဘယ်အရာပဲဖြစ်ဖြစ်နံပါတ်1ထားမိလို့ရှင်ယေရှုဒီစကားပြောနေတယ်သင်တခုလို့သေးတယ် ်တက်ခုလို့နေတယ်အဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးရောင်းရောင်းပြီးတော့မှစည်ရဲသားကိုပေးလိုက်ပါလားကောင်းကင်နိုင်ငံသွားဖို့အတွက်တင် ပစ္စည်းအလုံးရောင်းစရာမလိုတင်အလုံးကိုပေးလို့ကောင်းကင်ရောက်တာမဟုတ်ဘူးဒါပေမဲ့ဒီတယောက်တထေးကြီးရဲ့ပြဿနာကသူ့ရဲ့ပစ္စည်းဥစ္စာကသူ့ရဲ့မိခိုရာဖြစ်တယ်သူ့ရဲ့အာကိုရာဖြစ်တယ်သူ့ရဲ့လုံခြုံရာဖြစ်တယ်သူမိနေတဲ့အရာဖြစ်တယ်ဖယားကိုအာမကိုပဲဥစ္စာကိုအာကိုနေတယ်အဲ့တော့ဖယားကဘာပြောရလဲယေရှုကဘာပြောရလဲတခုလို့သေးတယ် ငါ့ကိုနံပါတ်1နေရာမှာထားဖို့လိုသေးတယ်အဲ့တော့နှင်းနှလုံးသားထဲမှာဆွဲလန်းနေတဲ့ဥစ္စာပစ္စည်းတွေကိုရောင်းပစ္စည်းတွေကိုပေးလိုက်ဆိုလိုတာကငါနံပါတ်1ဖြစ်တယ်ငါဖျားအနေနဲ့တင့်နှလုံးသားမှာနေရာရတယ်ဆိုရင်အဲ့ဒါဟာတင့်ထာဝရအသက်ဆိုတာဖခင်နဲ့အဆက်အသွယ်ရှိခြင်းဖခင်နဲ့ယဉ်ဒီကျွမ်းဝင်ခြင်းပဲလေအဲ့တော့တပည့်တော်တွေကိုတပည့်တော်တွေကိုလှည့်ပြီးယေရှုကပြောတယ်တထေရတဲ့ငွေရတတ်တဲ့သူကကောင်းကင်နိုင်ငံဝင်ဖို့အရန်ခက်တာတဲ့ဘာဖြစ်လို့ငွေရတတ်တော်သူ ဘလူဘလူလူလဲငွေရတတ်တော်သူဆိုလိုတာကအမြဲတမ်းငွေဝင်တဲ့သူအမြဲတမ်းငွေဝင်တဲ့သူကငွေပဲမြင်တာဗောနေရာတကငွေပဲမြင်တာဗောငွေပဲကြိုက်တာဗောအဲ့တော့ငွေရသူ့ဖျားဖြစ်နေအလားအရန်ကြိုက်တဲ့သူအလားကိုဖျားဖြစ်နိုင်နေအလောက်ကကိုဖျားဖြစ်နိုင်နေကိုခင်မို့ကိုကိုသားသမီးအကိုအကိုမိမကိုရဲ့ဖျားဖြစ်နိုင်နေဘယ်ဟာကိုဖျားလဲအဲ့ဖျား ဖြစ်နေတဲ့ရုပ်တုတွေကိုထားပြီးယေရှုစီကိုရောက်လာဖို့အဲ့တော့ယေရှုကဘာပြောလဲငွေရတတ်တဲ့သူတွေကအရန်ကောင်းကင်နိုင်ငံဝင်ရခက်တယ်တဲ့ကလောအုပ်ကအနဖာရှုကိုဝင်လို့ရမယ်ဒါပေမဲ့သူတို့မလွယ်ဘူးတဲ့အဲ့တော့တပည့်တော်အောက်မသွားတယ်ဒါဆိုကောင်းကင်နိုင်ငံဘသူဝင်ရမှာလဲယေရှုကဘာပြန်ပြောလဲဒီအမှုကိုလူမတတ်နိုင်အစိုးရကကြံပိုက်ကိုယေရှုကအဲ့အချိန်မှာပြောခဲ့တာဖြစ်တယ်ဒါပေမဲ့ဖျားမတတ်နိုင်တာမဟုတ်ဘူးဘေးကလူကိုပြောလိုက်လူမတတ်နိုင်ဘူးလို့ ျမတို့လူမတတ်နိုင်တဲ့အရာတွေအများကြီးကြုံရတယ်။ဒါပေမဲ့ဖရားတတ်နိုင်တယ်။ဒီနေ့ကိုယ့်ရဲ့ကျမ်းမာခြင်းနဲ့ပတ်သက်ပြီးလူမတတ်နိုင်တာဖြစ်မယ်ဖရားတတ်နိုင်တယ်။လူမတတ်နိုင်တဲ့အမှုတွေအသက်တာမှာတစ်ခုပြီးတစ်ခုကြုံရတယ်။ဒါပေမဲ့လူမတတ်နိုင်ဘူးဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာမစွဲလန်းပါစေနဲ့ဖရားတတ်နိုင်တယ်ဆိုတာစွဲလန်းပါစေ။ကျမတို့အခုဒီနေ့နေရာအစ်မဖရားရှိခိုးရတယ်။ဒီနေ့ဖေနေရတက်မှာဖះကိုချီးမွမ်းကိုးကွယ်ရတယ်။အိုးတကယ်ကိုလှပတဲ့နေရာလေးဖះသခင်ကပြင်ဆင်ပေးတယ်။ ဒါကမနစ်ကဒီနှစ်အနှစ်ဆန်းအထိမဖြစ်နိုင်ဘူး is impossible ဖြစ်ခဲ့တယ်လူအနေနဲ့မတတ်နိုင်ဘူးဘေးကလူကိုပြောလိုက်ဒါမဖြစ်နိုင်ဘူးလို့ဘယ်လို့မှမဖြစ်နိုင်ဘူးဒါပေမဲ့ယုံကြည်ခြင်းနဲ့ခြေလှမ်းလမ်းမယ်ဘုရားသခင်ကအချိန်ရောက်ပြီလို့စကားပြောတယ်ဒါကြောင့်လှုပ်ဆောင်ရအောင်လို့ပြောတဲ့အခါမှာစပီလှုပ်ဆောင်တယ်စပီလှုပ်ဆောင်တော့မှပို့ပြီးမဖြစ်နိုင်ဘူးဆိုတာဖြစ်လာတယ် ။ဘာဖြစ်လို့လဲဆိုတော့ဘလို့အတွက်အတွက်မပြေနိုင်ဘူး။နောက်ပို့ဆိုးတာကဘလောက်ပဲငွေအာသွားပြီးတော့မှဘန်းနေမှာချင်းငါပေမဲ့ချင်းငါလို့မရဘူးဖြစ်လာတယ်။မပေးကျင်ဘူးဖြစ်လာတယ်။ဖခင်အမြင့်ဆုံးတော့ဖခင်ရဲ့သားသမီးတွေမှမသိဘူးလေနော်။အဲ့ဒါတော့မပေးခြင်းမှုဖြစ်လာတယ်အမျိုးမျိုးအခက်အခဲတွေကြုံရတယ်ဒါပေမဲ့ဒါကိုအမြဲတမ်းနှလုံးနှလုံးသွင်းတယ်ဖျားခေါ်ရင်ဖြစ်နိုင်တာဖြစ်တယ်ဖျားလောက်ခိုင်းရင်ဖြစ်နိုင်တာဖြစ်တယ်လူမတက်နိုင်ဘူးဒါပေမဲ့ဖျားမတက်နိုင်တာမဟုတ်ဘူး ဒီနေ့ဒီနေရာမှာဖျားရှုပ်ကိုနေရပြီဒီနေရာမှာချီးမွမ်းကိုးကွယ်နေရပြီလူအနေနဲ့မဖြစ်နိုင်ဘူးဘယ်လိုတွက်တွက်ပတ်စံကပြည့်မလာဘူးဘယ်လိုပဲအမျိုးမျိုးစူးစမ်းပေမဲ့ဘန်ဘန်ကလည်းမချီးပေးကြလာဘူးဒါပေမဲ့နောက်ဆုံးတော့ဖျားသခင်ကအံ့ဩဝယ်ကောင်းတဲ့ဖျားဖြစ်တယ်ကျွန်တော်တို့လိုအပ်တဲ့အချင်းတွေလည်းရရှိတယ် နော်မကြခင်ဒီနေရာကိုလည်းအပိအပိုင်ခြေရခြင်းအခွင့်ကိုဖရားပေးမယ်လို့ယုံကြည်တယ်ဖရားကတတ်နိုင်တယ်ဖရားဖြစ်တယ်အာမင်ဒါပေမဲ့အစပိုင်းမှာတော့ဘန်ကချင်းငွေယူပြီးတော့မှကျွန်တော်တို့ဝယ်ရတယ်ဝယ်ရတဲ့အခါမှာအန်အောဝယ်သစင်ပြီးသစင်အခက်အခဲတွေကိုဖရားကဖြေရှင်းပေးတယ်အဲ့ဒီခီးစစ်တလျှောက်လုံးကိုကြည့်တဲ့အခါမှာဖရားတတ်နိုင်တယ်ဆိုတာတခုတည်းကိုဇွဲလမ်းမှုဖြစ်တယ် အခက်အခဲတွေလာမှာပဲဘဝအနှိမ့်သက်ကြတွေရှိတာပဲဒါပေမဲ့အဲ့ဒီအနှိမ့်အမြင့်အသက်ကြအထဲမှာကိုကလိုက်မသွားဘူးဖြစ်တယ်ကိုကအဆက်မပြတ်အောင်မြင်နေသူဖြစ်ဖို့လိုတယ်ဟာလေလုယာအာမင်လူတွေစီကအသံတွေမြို့မြို့ကြားတယ်မြန်မာပြည်ရဲ့အခြေအနေမြို့မြို့ပြောင်းလဲတာနဲ့အမြကျွန်တော်တို့တိုင်းသမားမှာရှိတဲ့မြန်မာတွေရဲ့အခြေအနေကလည်းဟိုရိုက်ခတ်မှုရှိတယ်ဒါပေမဲ့ဖခင်ကတတ်နိုင်တာဖြစ်တယ်။ဟာလေလုယာလူမတတ်နိုင်ဘူး။ဘေးကလူကိုမေးလိုက်လူမတတ်နိုင်ဘူးဖခင်တတ်နိုင်တယ်လို့ လူမတတ်နိုင်တဲ့အခြေအနေတွေတင်ကြုံရလိမ့်မယ်။ကျမ်းမာရေးဖြစ်မလား။အဲ့ဒီတင်ခန်းစားနေရတဲ့ယောဂဆရာဝန်ဘာပြောသလဲ။ Google ကဘာပြောသလဲ။ပဝန်းကျင်ကဘာပြောလဲ။တင်တင်ထားတဲ့ပညာပညာကဘာပြောသလဲ။အဲ့ဒါကကိုယ်နှလုံးသားထဲမှာဆွဲလန်းနေလို့ရှိရင်မတတ်နိုင်ဘူးဆိုတာပဲကြံ့နေမယ်။ဒါပေမဲ့အဲ့ဒါမဆွဲလန်းဘဲနဲ့ဟုတ်တယ်လူမတတ်နိုင်ဘူး။ဆရာဝန်လည်းမတတ်နိုင်ဘူး။စေပညာကလည်းအကန့်အသတ်ရှိတယ်။ဒါပေမဲ့ဖျားတတ်နိုင်တယ်ဆိုတာသင်ယုံရင်ကျမ်းမာခြင်းကသင်အတွက်ဖြစ်တယ်။ အနာငိမ့်ခြင်းတင်အတွက်ဖြစ်တယ်ဘယ်လောက်အချိန်ကြာမလဲမပြောတတ်ဘူးဒါပေမဲ့ဖယားသခင်ရဲ့အနာငိမ့်ခြင်းလဝါကားတိုင်းမှာအမှုပြီးသွားပြီဖြစ်တယ်ကျမကျမတို့အမြဲတမ်းခွန်အားရတာ unfeeling love ဖယားရဲ့မကုံခန့်နိုင်တဲ့မေတ္တာဘယ်တော့မှမလျော့သွားတဲ့မေတ္တာ hallelujah အဲ့ဒီမေတ္တာနဲ့ကိုယ်ကိုချစ်တာဖြစ်တယ်အဲ့ဒီလိုပဲဖယားရဲ့ထောက်ပံ့ခြင်းဘယ်တော့မှမကုံသွားဘူးကျမတို့အခန့်တခန့်ပေးပြီးသွားပြီ အဲ့ဒါမဲ့မကုံသွားဘူးနောက်တစ်ခါလည်းထပ်ပေးတာဖြစ်တယ်။ဟာလေလုယာလိုအပ်မယ်ဆိုရင်နောက်ထပ်လည်းပေးဦးမှာဖြစ်တယ်။ဖခင်ရဲ့ထောက်ပံ့ခြင်းဘယ်တော့မှမရက်သွားဘူး။အဆက်မပြတ်ရှိနေတာဖြစ်တယ်။ဟာလေလုယာအဲ့ဒီဖခင်ကို တို့တွေကိုးကွယ်နေတာဒါကြောင့်သင်ရဲ့အတွေးကို ပြောင်းရလိမ့်မယ်။ဖခင်တတ်နိုင်နေဆိုတဲ့အရာကိုယ့်အသက်တာထဲမှာလက်တွေ့အခုဒီနေရာမှာဝတ်ပြုကိုးကွယ်နေရတယ်လို့ဒါကနေရာဖြစ်တယ်။မဖြစ်နိုင်ဘူးဆိုတဲ့နေရာကိုဝယ်ယူပြီးတော့မှအခုဒီနေရာမှာကိုးကွယ်နေရပြီ။အဲ့ဒီလိုပဲမဖြစ်နိုင်ဘူးဘယ်လိုမှရော ောဂါမပြောက်နိုင်ဘူးဆိုတဲ့ယောဂါကိုကျမ်းမာခြင်းရဖို့ဖရာသခင်ရဲ့နှုတ်ကပတ်တော်ဟာတင့်နှလုံးသားထဲမှာဆွဲလန်းနေဖို့လိုတယ်။တင့်အသွေးပြောင်းဖို့လိုတယ်။ဘေးကလူပြောလိုက်စိတ်ကူးပြောင်းဖို့လိုပြီလို့။အသွေးတွေပြောင်းဖို့လိုပြီ။တင့်စဉ်းစားနေတဲ့ပုံတွေပြောင်းဖို့လိုပြီ။ကျမတို့ဒီနေရာမှာရှိတဲ့အခါကျတော့တခါတည်းပြောလိုက်မယ်နော်။တခါတည်းပြောလိုက်မယ်။ကျမတို့ယုံခန်းကိုအကြီးစားထားတယ်အသေးဆုံး။ ခသေးသေးပဲเนาะရှိတဲ့နေရာတွေအခုကနည်းနည်းလေးပညာတက်သွားပြီဆိုတော့လေအဲနည်းနည်းစာတက်လာပြီဆိုတော့အသေးနိုင်တမျှအသေးဆုံးထားမယ်လက်သမားဆရာလာကြည့်တယ်သေးလွန်းလို့တဲ့နေဟာလဲသေးလိုက်တာတဲ့နည်းနည်းချဲ့ပါဦးနဲ့ဘာမှမဆန့်ဘူးတဲ့အဲ့ဒါတွေပြောတယ်ဆန်နေဟဲလို့ကိုတယောက်တည်းပဲဆန်နေတာဘဘူးမှမဆန်ဘူးဘဘူးမှသူတို့သူတို့ကကြွန့်ကျင်သူတွေမဆန်ဘူး ဒါပေမဲ့နောက်ဆုံးတော့ဘုရားသခင်ကစမ်းရတဲ့အခွင့်ကိုပေးတယ်။ဟာလေလုယာ။နမိတ်လက္ခဏာခံလေးအခံလေးဖြစ်ပါတယ်လို့ဆိုတော့ဘုရားကိုအရင်ကြီးစုတင်တယ်။ဟိုလုတ်ဒီလုတ်နဲ့ဟိုကိုကိုကိုနဲ့မဆိုင်ဘူး။ဟိုဘက်ကနေရာလေးချဲ့လိုက်တာကိုပါပါသွားတဲ့ခါကျတော့ဆန့်သွားတယ်။ဟာလေလုယာ။ဆိုတော့ပြောချင်တာကဘုရားရဲ့စကားကိုပဲဆွဲလန်းစမ်းပါ။ကိုရဲ့မိသားစုမှာကြုံနေရတဲ့ပြဿနာလား။ငွေကြီးကြီးပြဿနာလား။ဘုရားကထောက်ပံ့ခြင်းဘယ်တော့မှမရက်သွားဘူး။ ဖခင်ရဲ့ထောက်ပံ့ခြင်းတွေဟာနီးလန်းပြောင်းသွားတယ်ဒါပေမဲ့ထောက်ပံ့ခြင်းဘယ်တော့မှမကုန်သွားဘူးအဆက်မပြတ်ရှိနေမှာဖြစ်တယ်ယုံကြည်ခြင်းတစ်ခုပဲရှိဖို့လိုတယ်အဲ့ဒီတစ်ခုကယုံကြည်ခြင်းရှိမယ်ဆိုရင်တင့်အတ္တာမှာလူမဖြစ်နိုင်မတတ်နိုင်တဲ့အရာတွေတတ်နိုင်လာမှာဖြစ်တယ် NCC အသင်းတော်မိသားစုအတွက်ပဲဖြစ်မှာမဟုတ်သင်ကိုယ်တိုင်ဖြစ်လာမယ်ကိုကိုယ်တိုင်အဲ့ဒီနမိတ်လက္ခဏာကိုရတဲ့အခါမှာသက်သေခံစရာအကြောင်းဖြစ်လိမ့်မယ်ဒီနေ့ဒီအခန်းကိုရောက်လာတဲ့အခါသက်သေခံစရာဖြစ်တယ် ဒီထက်ကြီးတဲ့အမှုဘုရားသခင်ပြုအောင်မှာဖြစ်တယ်ဒီနေ့ကျမဆုတောင်းခြင်းမှာအချိန်ယူခြင်းနဲ့လို့ယုံကြည်ခြင်းတစ်ခုသာရှိစေလို့ဘုရားတတ်နိုင်တာဖြစ်တယ်ကိုဘဝမှာအခက်အခဲကြုံရလားဟာမဖြစ်နိုင်ဘူးစတေးအတွက်မဖြစ်နိုင်ဘူးဒီအလုံးရဖို့လည်းမဖြစ်နိုင်ဘူးငါမအာ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 ပညာရည်ချင်းတွေမလုံလောက်ဘူးအဲ့လိုကိုကိုကိုပဲကြည့်နေမယ်ဆိုမဖြစ်နိုင်ခြင်းတွေအများကြီးပဲကိုရဲ့ညံကိုပဲကြည့်နေမဖြစ်နိုင်တာတွေအများကြီးပဲသင်ကြည့်နေတဲ့အရက်ပြောင်းဖို့လိုတယ် ကြည်နေတဲ့နေရာပြောင်းဖို့လိုတယ်ယေရှုကိုအရာခတ်သိမ်းတတ်နိုင်တဲ့အရှင်အနေနဲ့သင်အဆက်မပြတ်ကြည်နေရင်ကိုယ့်အသက်တာထဲကအကန့်အသတ်တွေပျောက်ပြီးတော့မှဖရားရဲ့တကူတော့စီစဉ်မဲ့အချိန်ဖြစ်တယ်ကျမတို့ရဲ့ပြဿနာကဘာလဲဆိုတော့လူပြောတာကိုနှလုံးသွင်းတယ်အခြေအနေတွေကိုစစ်ဆေးပြီးတော့မှစဉ်းစားတယ်အော်ဒါကတော့တိတ်အသက်အကျိပြောလို့မရဘူးဒါကတော့မဖြစ်နိုင်ဘူးထင်တယ် နော်လူတွေလူတွေဖြစ်နေကြအတိုင်းအဲ့ဒီအဲ့အဲ့ဒါကိုပဲခံမှန်းကြတယ်ဒါပေမဲ့ဖရားရဲ့တကူတော်ကိုပြက်ပြက်သားသားအချိန်ပြည့်ယုံနေမယ်ဆိုလို့ရှင်အဲ့ဒီဖရားရဲ့တကူတော်တက်သေးဖြစ်တဲ့အရာကိုအသက်တာထဲမှာထင်ရှားလာမှာဖြစ်တယ်ကျွန်မဖရားသခင်ဂျေစုတော်ကိုအရင်ပဲချီးမွမ်းတယ်ကျွန်မမနေ့ကဂျေစုတော်ချီးမွမ်းတဲ့အထဲမှာဖရားဖရားကိုအရင်ဂျေစုတင်တယ်ကျွန်မတရက်ကြလို့ရှင်စင်ကာပူမှာလာပြီးတော့မှအာဒီလိုဖရားသခင်ဂျေစုတော်ကိုချီးမွမ်းနိုင်မယ်လို့တခါမှမထင်ခဲ့ဘူး ကျွန်မ12နှစ်အရွယ်မှာကဲတင်ခြင်းရတယ်။ဒါပေမဲ့အရန်ရှက်တာအရန်ကြောက်တတ်တယ်။အဲကြောင့်ရှက်တဲ့ကြောက်တာဟိုအနောက်မှာပဲအနောက်ဆုံးခုံကငါခုံပါလို့မူပိုင်ဆွဲထားတဲ့သူတွေနော်အဆိုရတဲ့ချိန်ကကျွန်မအဲ့လိုပဲအဲ့အဲ့အဲ့လိုနေခဲ့တာသူများတွေစကားပြောလို့ရှိရင်အေးငါလည်းသူ့လိုပြောလက်ပြောတတ်ချင်လိုက်တာကွာမပြောတတ်ဘူးကွာလို့ပဲစဉ်းစားပြီးတော့မှနေခဲ့တဲ့သူဒါပေမဲ့ဖရားရဲ့အတန်ကြားတယ်ဖရားကသူ့အတွက်စက္ကပါလို့ခေါ်တဲ့အခါမှာဘာမှမစဉ်းစားဘူး မစင်စားတတ်တာလည်းကျေးဇူးတော်ပဲအဲ့ဒီအချိန်တော့မစင်စားတတ်တာလေအကြောက်ရမှန်းလည်းမသိဘူးဖះပြောရင် yes လို့ဒါပဲပြောတယ်ဒါပဲဟုတ်ကဲ့ကျမနားထောင်မယ်ဆိုပြီးတော့မှနားခံတာဒီနေ့ဒီနေရာမှာနေပြီးဖះရဲ့တသက်တွေကိုကျမမြင်တွေ့လာရတယ်ဖះကထုတ်ပန်းတဲ့ဖះဖြစ်တယ်ဖះရဲ့နမိတ်လက္ခဏာအဆက်မပြတ်ကျမမြင်တွေ့လာရတယ်ဘာကြောင့်လဲဖះတတ်နိုင်တယ်ဆိုတာကိုယုံနာတယ်မကောက်ဖះအတန်ကြာပြီးဖះပြောတဲ့အတိုင်းလုပ်တတ်လို့ဖြစ်တယ် ဖရားတန်ကြတတ်တဲ့တင်ဖြစ်ပါစေဖရားစကားကိုအခြားစကားထက်ပိုပြီးချီးမြောက်တတ်တဲ့ကိုဖြစ်ပါစေဒါဆိုကိုယ်သက်တာထဲမှာအံ့ဩဖွယ်ရာတွေဖြစ်လာလိမ့်မယ်အတူတူကမတတ်ရရအောင်ဖရားကိုကျေးဇူးတင်ရအောင်ဒီနေ့ NCC ရဲ့တသက်ခံချက်ပဲမဟုတ်ဘူးကိုယ်သက်တာရဲ့တသက်ခံချက်ဖြစ်စေခြင်းတယ်ကိုယ်သက်တာမှာလူမတတ်နိုင်တဲ့အရာတွေပါကြုံနေရလဲငါမတတ်နိုင်ဘူးကွာအမေလည်းမတတ်နိုင်ဘူးအဖေလည်းမတတ်နိုင်ဘူးဘယ်သူမှမတတ်နိုင်ဘူးဆိုတဲ့အရာတွေတင်ပါကြုံနေရတယ်ဖရားတတ်နိုင်တာဖြစ်တယ် ဖယောင်းမေးပါကိုရောဘာလို့ရမလဲကိုရောဒီကိစ္စမှာဘာလို့ရမလဲဒီကိစ္စမှာဘလို့ဘလို့စစ်စစ်ဖယောင်းမေးပါဖယားသခင်ကအဲ့ဒီအမှုထဲမှာနမိတ်လက္ခဏာကိုပြုมาဖြစ်တယ်အဲ့တဲ့ကြုံနေရတဲ့အခက်အခဲသုံးတစ်ခုဖယားသခင်ကိုစီကိုယူခဲ့ရအောင်ဖယားသခင်ကနမိတ်လက္ခဏာအနေနဲ့ပြောင်းလဲပေးပါစေအတူတကဆုတောင်းဆက်ကပ်ရအောင်ဖယားသခင်ကိုရောဂျေဆုတင်တယ်ကိုရောကအံ့ဩဖွယ်ဖယားဖြစ်တယ် ကိုရောကလူမတက်နိုင်မဖြစ်နိုင်တဲ့အရာကိုဖြစ်စေနိုင်တဲ့ဖခင်ကိုရောရဲ့နာမကိုချီးမွမ်းပါれဒီနေ့ကိုရောနမိတ်လက္ခဏာကိုကိုရောကတစ်ခါပဲပြူတာမဟုတ်ဘူးအဆက်မပြတ်ကိုရောနမိတ်လက္ခဏာပြူနေတာဖြစ်တဲ့အတွက်နာမတော်ကိုချီးမွမ်းပါれဒီနေ့သားသမီးတို့အလဲမှာကိုရောအတူရှိနေသောကြောင့်ယေရှုတင်တယ်ကိုရော NCC အနေနဲ့လုံးဝမဖြစ်နိုင်တဲ့ဒီအခန်းသစ်ကိုလည်းကိုရောပြင်ဆင်ပေးတဲ့အတွက်ကိုရောကိုယေရှုတင်တယ်နေရာသစ်ကိုကိုရောပြင်ဆင်ပေးသောကြောင့်ယေရှုတော်ကိုအထူးပဲချီးမွမ်းတယ်ကိုရောဒီနမိတ်လက္ခဏာဟာဒီမှာပဲရက်သွားမှာမဟုတ်ပါဘူးဒီနေ့ဒီဒီမှာ ာရှိတဲ့သူအရောက်စီတိုင်းရဲ့အတ္တဓာတ်မှာနမိတ်လက္ခဏာပြုတော်မူပါကိုယ်အတ္တဓာတ်မှာနမိတ်လက္ခဏာလိုတယ်လက်မြောက်ပြီးဖះကိုပြောလိုက်ရအောင် I need America ဖះသခင်ကိုရောနမိတ်လက္ခဏာလိုတယ်ကိုရောရဲ့တကူတော်ကျွန်တော်အတ္တဓာတ်ကျွန်မအတ္တဓာတ်ထဲမှာစီစဉ်စေပါတဲ့ဖះအရာရာမှာဖះကိုနမတ်တက်ထားမယ်လို့ဖះကိုပြောရအောင် ိုတော်ကိုတော်လှုပ်ပေးပါလူမတက်နိုင်ဘူးကိုတော်တက်နိုင်တယ်နှုတ်တွေဖိုးမိအဲ့တဲ့အရာဘုရားသခင်လက်ထဲကိုအလာရအောင်အိုးဘုရားသခင်ကိုတော်စီကိုလာပါတယ်ဒီလက်တွေကိုကိုတော်တွေ့ပါတယ်ဖတ်ဖျားရှင်လူမတက်နိုင်တဲ့အမှုတွေကြုံနေရပါတယ်သူမတက်နိုင်ဘူးကျမမတက်နိုင်ဘူးကျွန်တော်မတက်နိုင်ဘူးဝန်ခံပါတယ်သို့တော်လည်းပဲကိုတော်တက်နိုင်တာဖြစ်တယ်ဘုရားသခင်ဒီလက်တွေဟာချီးမွမ်းတဲ့လက်တွေဖြစ်လာစေပါဒီလက်ဟာနမိတ်လက္ခဏာအကိုတက်သိခံတဲ့လက်တွေဖြစ်လာစေပါကိုတော်လူမတက်နိုင်တဲ့သူတို့ကြုံနေရတဲ့ပြဿနာဟာချီး းမွမ်းစေရနမိတ်လက္ခဏာတက်တည်ဖြစ်သွားစေပါကိုရောကိုယေရှုတင်နေယုံကြည်လျက်ကိုရောစီကိုတိုးဝင်ချင့်ကပ်ပါれကိုရောအံပေါ်တော်အမှုကိုပြုမှာဖြစ်တဲ့အတွက်ယေရှုတော်ကိုချီးမွမ်းလျက်ယေရှုခရစ်တော်၏နာမ၌ဆုတောင်းပါ၏အာမင်